အလင်းလှိုင်းကွန်ရက်ကနေကြိုဆိုပါရစေဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီဝင်းကော်မတီအပေါ်ပြည်သူအာဏာဂျာနယ်အမှတ်42 2019ခုနှစ်စက်တင်ဘာလတုန်းမှာဖော်ပြပါရှိတဲ့မတ်စ်ပေါ်ရာလေးလာရင်းနဲ့20တရာစုဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ဒီဆောင်းပါကိုဖတ်ကြားတင်ဆက်ပေးခြင်းဖြင့် မေလ9ရက်နေ့မှာကြာရောက်မယ်ကာမတ်မွေးနေ့ကို ကျွန်တော်တို့လင်းလိုင်းကွန်ရက်ကဂုံပြုတ်လည်ရပါတယ်မတ်ပွားရလေးလာရင်နဲ့21ရာစုမတ်ပွားရလေးလာတဲ့အခါဘက်သုံးဘက်ကနေမဖြစ်မနေလေးလာလှုပ်ဆောင်ဖို့လိုပါတယ်ပထမတစ်ခုကမတ်ပွားရရဲ့အခြေခံမူတွေကို ကြာကြာနာနာလေးလာရေးဒုတိယတစ်ခုကမိမိမျက်မှောက်ပြုတ်နေရတဲ့တိုင်းပြည်ရဲ့စီးပွားရေးနိုင်ငံရေး လူမှုရေးပဂရိလက်တွေ့နဲ့တတရတခုကတော့အဲ့ဒီသိမြင်လာမှုတွေနဲ့အတူကိုတိုင်ကိုကြပါဝင်လောက်ကန်ရေးဖြစ်ပါတယ်ဒီဘက်သုံးဘက်ဟာသဘောတရားနဲ့အခိုင်အမာလက်တွေ့အပြန်အလှန်ပေါင်းစပ်ဆိုတဲ့အဖန်တလဲလဲဖြစ်စဉ်တွေကအဓိကအကျဆုံးဘက်သုံးဘက်လဲဖြစ်တယ်အမှန်နဲ့အမှားအောင်မြင်မှုနဲ့ရေးနိုင်မှုဖြောင်ပြူးချောမောလွယ်ကူတာနဲ့ကိုယ့်ကောက်ထင့်ငော့ခက်ခဲတာတွေဟာသဘောတရားနဲ့အခိုင်အမာလက်တွေ့ အပြန်အလှန်ပေါင်းစပ်တဲ့ဖြစ်စဉ်တွေကနေဇက်တိုက်ရရှိလာမဲ့မရှောင်မလွှဲနိုင်တဲ့တိုက်ရိုက်အကျိုးဆက်တွေပဲဖြစ်တယ်။သဘောတရားနဲ့အခိုင်အမာလက်တွေ့ပေါင်းစပ်တယ်ဆိုတာဗဇက်ကပြောလွယ်ပေမဲ့တကယ်ကျိုးပန်းတဲ့အခါသဘောတရားနဲ့အခြေခံမူတွေကိုအသေးဆုပ်ကင်ပြီးလှေနံဓာတ်တွေကျင့်သုံးတဲ့တိမ်ဆောင်မှုနဲ့အခိုင်အမာလက်တွေကိုအလွန်ကျွံအသားပေးပြီးအခြေခံမူတွေကိုလစ်လျူရှုစွန့်ပယ်မိတဲ့တိမ်ဆောင်မှုဆိုတဲ့တိမ်ဆောင်မှုနှမျိုးကိုတစ်ချိန်မဟုတ်တစ်ချိန်တစ်ခွေ့မဟုတ်တစ်ခွေ့ ဘယ်သူမှဆိုကြုံမိတိုးမိကြတာပဲဖြစ်တယ်။ဒါကြောင့်လက်တွေလှုပ်ကြည့်လိုက် အခြေအနေမဟန်ရင်ပြန်ဆုပ်စဉ်းစားထင်းကြည့်လိုက်ရှေ့တစ်ဆင့်ပြန်တိုးလှုပ်ကြည့်ဆိုတဲ့မြေစမ်းခရမ်းပြိုးသလိုကြောက်တုံးစမ်းပြီးမြစ်ကိုဖျက်တမ်းသလိုဇွဲနေပဲကြီးကြီးနဲ့စူးစားပန်းစားလှုပ်ကြရမှာပါပဲ။မတ်စပါရာမူတွေကိုရဲဘော်လီနင်တို့ဥက္ကရာကြီးမော်စီတိုးတို့ဟာသူတို့ဖျက်တမ်းရတဲ့သမိုင်းခေတ်ကာလအနေထား သူတို့မျက်မှောက်ပြုထားရတဲ့တိုင်းပြည်ရဲ့အခိုင်အမာလက်တွေ့တွေနဲ့အပြန်အလှန်ပေါင်းဆက်ပြီးဆိုဗီယက်ဆိုရှယ်လစ်ပြည်တော်စုသမ္မတနိုင်ငံနဲ့တရုတ်ပြည်သေးတို့ကိုထူထောင်ခဲ့ကြတာပါဒီလိုထူထောင်ရမှာမတ်စဝါဒါမူတွေကိုလှေနံဓာတ်တက်ကျင့်သုံးခဲ့တာမဟုတ်ပါဘူးသူတို့မျက်မှောက်ပြုနေရတဲ့ခေတ်ကာလရဲ့ထူးခြားချက်သူတို့တိုင်းပြည်ရဲ့အသက်ပါတဲ့လက်တွေ့တွေနဲ့ကျွမ်းကျင်လိမ္မာစွာပေါင်းဆက်ခဲ့တာပါ။ဒါကြောင့်လဲခန္ဓာကြီးကျယ်တဲ့အောင်မြင်မှုတွေကိုရရှိခဲ့တာပါ။သူတို့လည်း မှားခဲ့ကြဘူးတာပါပဲကိုတိုင်းမီရဲ့ပကတိလက်တွေ့ကိုစူးစမ်းပြီးကိုဦးထိပ်ပန်ဆင်ထားတဲ့သဘောတရားနဲ့ပေါင်းဆက်အကောင့်ထဲပေါ်တဲ့သူတိုင်းအမှားနဲ့ဘယ်တော့မှ မကင်းလို့နိုင်ပါဘူးရဲဘော်လီနင်နဲ့ဥက္ကရာယီမော်စစ်တုံးတို့ဦးဆောင်ထူထောင်ခဲ့ကြတဲ့ဆိုဗီယက်နိုင်ငံတော်ကြီးနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံတို့ဆိုတာမာ क्स နဲ့အင်ဂယ်ဆုညှော်မြင်ခဲ့တဲ့လမ်းကြောင်းအတိုင်းတသဝေမတိန်ရှောက်လှမ်းအောင်မြင်ခဲ့ကြတာမျိုးမဟုတ်ပါဘူးအခုခါမတ်စ်ဝါဒါဟာ တော်လိုင်းရေးအောင်မြင်အောင်ဆင်နွှဲနိုင်တဲ့ဆိုရှယ်နိုင်ငံတော်ကိုတည်ဆောက်နိုင်တဲ့တရကတွေကိုအခိုင်အမာတက်သေးပြတ်ကဲ့ရုံနဲ့မကတော့ပဲဆိုရှယ်နိုင်ငံတော်ကိုလက်တွေ့တည်ဆောက်ရင်းအရေးနှိမ့်ရတဲ့နောက်ပြန်ဆောက်ရတဲ့ကြီးကျယ်လေးနဲ့တဲ့သင်ခန်းစာကြီးကိုလည်းဆိုဗီယက်ယူနီယံပြိုကွဲမှုနဲ့အရှေ့ဥရောပနိုင်ငံများဗယုတ်ဗျည့်ဖြစ်မှုလက်တွေ့ဖြစ်ရများကနေအခိုင်အမာရရှိလာပြီးဖြစ်ပါတယ်ဒီဖြစ်ရကြီးတွေဟာကြီးကျယ်ပါတယ်ဒါကိုကြည့်ပြီးမတ်စ်ဝါလာကြဆုံးသွားပြီး ကွန်မြူနီဝါရဆိုရှယ်လီဝါရခက်ကုံသွားပြီလို့ကောက်ချက်ဆွဲမယ်ဆိုရင်အဲ့ဒီလိုကောက်ချက်ဆွဲတဲ့သူဟာညံ့ဖျင်းမိုက်မဲသူသာ ဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်လဲမတ်စ်ဝါရအကြောင်းငကန်းတစ်လုံးမှနားမလည်သူလည်းဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ရင်တော့မတ်စ်ဝါရကွန်မြူနီဝါရတို့နဲ့ဘယ်လိုမှမပြေငိမ့်နိုင်တဲ့အရင်းရှင်စနစ်ရဲ့ liberal ပေါမောက်ခါတွေပညာရှင်တွေရဲ့စကကြီးစကကြဲ၆လုံးလှန့်လုံးတွေသာဖြစ်ပါလိမ့်မယ်။ဒါကြတော့ကွန်မြူနီဝါရဟာခစ်ကုံသွားတာမဟုတ်ပဲ မတ်စ်ပေါ်ရအခြေခံမှုတွေကိုမျက်မှောက်ပြုနေရတဲ့ခေတ်ကာလနိုင်ငံကအခြေအနေကိုတိုင်းပြည်ကိုဝိသေသလက်တွေ့တွေနဲ့အပြန်ပြန်အလန်လန်ပေါင်းဆက်ပြီးအောင်မြင်မှုအသစ်တွေတိုးပွားမှုအသစ်တွေနဲ့ဆန်းသစ်လာနေတာဖြစ်ပါတယ်ဆိုရှယ်လစ်စနစ်လက်တွေ့အကောင့်တွေဖော်မှုဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ VNN ဆိုရှယ်လစ်သမ္မတနိုင်ငံမှာလောပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာဒီမိုကရက်တစ်ကိုရီးယားပြည်သူ့သမ္မတနိုင်ငံမှာကျူဘာမှာအညွန့်တလူလူအောင်မြင်မှုအလန်လွင့်ထူနေစေပါ ဒေါ်လာရေးပဲဖြစ်ဖြစ်ဆိုရှယ်လစ်တိဆောက်ရေးပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံကိုယ့်အခြေအနေကိုယ့်ထူးခြားချက်တို့နဲ့လိုက်လျောညီထွေအောင်ကိုက်ညီအောင်ဆင်နွှဲတိဆောက်ရမှာပါပုံစံတူ ကိုယ်ယူလို့ဘယ်လိုမှမရနိုင်ပါဘူးဒါပေမဲ့မိញံကိုးကားစရာနဲ့အတွေ့အကြုံမှသင်ခန်းစာရယူဖို့ကတော့အစဉ်အမြဲလိုအပ်ပါတယ်ဒါကြောင့်ရှေးရှုစူးစမ်းရမယ့်နယ်ပယ်အနေနဲ့ပြောရရင်ဘယ်အချိန်ကာလကထက်မဆိုကြီးမားတဲ့အတိုင်းတာနဲ့ ဒီကဘာလုံးပုံမှန်မှန်းချုံလာတဲ့အရင်ရှင်စနစ်ဟာသူ့ရဲ့မွေးရပါပြိပခါတွေသူ့ဘဲပုံဘဲနီးတွေနဲ့ထိမ့်ညိနေတယ်အစင်လာအရင်ရှင်နိုင်ငံကြီးတွေနဲ့အရင်ရှင်လမ်းကြောင်းကိုရှောက်လှမ်းနေတဲ့နိုင်ငံတွေရဲ့အခြေအနေကဘယ်လိုလဲတော်လိုင်းရဲ့အောင်မြင်ပြီးတဲ့နောက်အာဏာရကွန်မြူနစ်ပါတီတွေကဥဆောင်ပြီးတိဆောက်နေတဲ့ဆိုရှယ်လစ်စနစ်လက်တွေ့တိဆောက်မှုတွေကအောင်မြင်မှုစိန်ခေါ်မှုတွေနဲ့ခင့်နဲ့အညီထိမ့်ညိမှုတွေကပါတယ်လေဘယ်လိုနီးတွေနဲ့ထိမ့်ညိနေသလဲ ော်လိုင်းရေးဆင်နွှဲနေတဲ့ကဘာတန်ဝမ်ကကွန်မြူနတီပါတီအလို့သမားလယ်သမားပါတီတွေရင်ဆိုင်နေရတဲ့အခွင့်အလမ်းနဲ့စိန်ခေါ်မှုတွေကဘာတွေလဲဒီအခြေအနေတွေကိုမပြတ်စူးစမ်းလေ့လာပြီးကိုတိုင်းမီနဲ့လူလူရဲ့တော်လိုင်းရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာကိုတိုင်းကိုကြပါဝင်ဆောင်ရွက်ရေးဆိုတဲ့နယ်ပယ်လေးရပ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လေ့လာမှုဟာအရင်းရှင်စနစ်ရဲ့ထိန်းချုပ်မှုတွေကိုရောဆိုရှယ်လစ်စနစ်လက်တွေ့တည်ဆောက်မှုတွေကိုပါဗန်းတစ်ပတ်စလုံးကိုမျက်ချိမပြတ်တပြိုင်တည်းနှိုင်းရှင်ချိန်ထိုးလေ့လာနေရမှာပါ ဒါကြောင့်သူတကာတိုင်းပြည်တွေသူတို့တိုင်းပြည်တွေနဲ့ပြည်သူလူထုရဲ့ထူးခြားချက်နဲ့အညီအကောင့်ထဲဖောနေတဲ့လက်တွေ့ဖြစ်စဉ်တွေပေါ်စူးစမ်းလေ့လာမှုဆိုတဲ့ပြတင်းတကားကိုကြဲကြဲဖွင့်ထားပြီးအမြဲမပြတ်အကဲခတ်နေဖို့လိုအပ်ပါတယ်။သူတို့ဟာဝါရှိလို့ဝေးလုံနေတာဖြစ်တယ်ဆိုတဲ့အဖြစ်မှန်ကို မေ့ဖြောက်မပြစ်မိကြဘူးသတိထားရမှာပါ။ဝါရှိလို့ဝေးလုံနေတယ်ဆိုတာတော်လိုင်းကိုအောင်မြင်စွာဆင်နွှဲပြီးပြည်သူဒီမိုကရေစီအာဏာရှင်စနစ်အောက်မှာ ဆိုရှယ်လစ်စနစ်ကို လက်တွေ့တည်ဆောက်နေတာကိုဆိုလိုတာပါနောက်တစ်ချက်ကတော့ဒီကနေ့ဒေါ်လာရေးဆင်းရဲနေတာပဲဖြစ်ဖြစ်ဆိုရှယ်လစ်တည်ဆောက်ရေးလုပ်နေတာပဲဖြစ်ဖြစ်ကမ္ဘာရင်းရှင်စနစ်ကိုဗတ်ပေါင်းစုံကနေအန်တုဖက်ပြိုင်ရင်ဆိုင်ပြီးဒေါ်လာနေရတာတည်ဆောက်နေရတာဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့ဖြတ်မပြစ်မိကြဘူးနဲ့ရှော့ပေါ်မပြစ်မိကြဘူးအရေးကြီးပါတယ်အဆက်မပြတ်တဲ့ပြင်းထန်သီးသန့်တဲ့မုန်တိုင်းလှိုင်းလေတွေကြားကနေကြေကုတ်ကြက်ခဲတည်ဆောက်နေကြရတာမျိုးဖြစ်ပါတယ် နိုင်ငံတော်အာဏာသိမ်းပိုက်ရယူထားနိုင်တဲ့ကွန်မြူနစ်ပါတီတွေနဲ့နိုင်ငံရေးအာဏာရရှိရေးကိုအထောက်လုံးပန်းနေရစေဒေါ်လာရေးဆင်နွှဲနေရစေကွန်မြူနစ်ပါတီတွေကြားမှာကြီးမားတဲ့မတူညီမှုတွေရှိပါတယ်။ကွဲပြားတဲ့အာသာချက်တွေကိုစီရှိကြပါတယ်။ဒါတွေဟာတချို့နေရာမှာဆန့်ကျင်တဲ့ဘက်ကူတောင်ရောက်သွားတတ်တာမျိုးတွေရှိနေပါတယ်။တွေ့နေရပါတယ်။နောက်တစ်ချက်ကလည်းအရင်းရှင်စနစ်ဟာသူ့ရဲ့အခြေခံပြိပခ္ခ ထုတ်လုပ်ရေးလူ့ဖွဲ့စည်းဆံမှုနဲ့ရင်းရှင်စနစ်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုကြားရှိတိုက်ခန့်ဖြစ်မှုကိုရင်းရှင်စနစ်ပေါင်းထဲမှာပြည့်ပြည့်ပြည့်လည်အောင်ဖြည့်ရှင်းသွားနိုင်ကြပြီလားဖြည့်ရှင်းနိုင်တဲ့နီလန်းတွေရှိနေပြီလား21ရာစုခေတ်ကာလဟာဟိုရခင်ကလိုရင်းရှင်စနစ်ဖို့ပညာရေးအတတ်ပညာနီးပညာအုပ်ချုပ်စီမံမှုဘာနာငွေကြီးခေတ်မီဆံပြအစွမ်းထက်တဲ့လက်နက်တွေလက်ဝဲပိုင်းဆိုင် ရှိနေသည့်တိုင် အခွင့်မသာတော့ပါဘူး ဒါပြင်ရင်းရှင်စနစ်ရဲ့ဘယ်လိုမှဖယ်ထုတ်လှိဖြက်ပြစ်လို့မရတဲ့လူမဆန်ဆုံးဖြစ်တဲ့ပင်မလက္ခဏာနဲ့အနှံ့ပြလက္ခဏာဆောင်တဲ့သွေးဆုပ်မှုတွေမယက်မနာပြိုင်ဆိုင်မှုတွေနဲ့လဘကြီးအုပ်မှုတွေကာလာပိုင်းလိုက် စီပွားရေးကတ်ဆိုင်မှုတွေကိုအရင်းရှင်စနစ်က21ရာစုမှာလူသားဆန်းလာအောင်တိမ်မွေ့ညင်သာလာအောင်အပြုသဘောဆောင်းလာအောင် ပြုပြင်ပြောင်းလဲနိုင်နိုင်ပြီလားယနေ့ကာလဗမာပြည်မှာမိမိ၏ယုံကြည်ချက်ထင်မြင်ချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရေးသားဖြန့်ဝေခွင့်ပြည်ဝစွာမရရှိသေးတော့လေတီရှိဖြစ်ပေါ်နေတဲ့အခြေအနေတွင်းကကို့အတွက်ခွင့်လန်းကိုဖန်တီးတိဆောက်ယူရင်တစုံတရာခွင့်လန်းကိုရယူနိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒါကိုအပြည့်အဝအသုံးချပြီးအထက်မှာတင်ပြခဲ့တဲ့နယ်ပယ်၄ရက်နဲ့ဘက်သုံးဘက်လေ့လာရေးကိုနိုးကြားတက်ကြွသူများနဲ့ကျောင်းသားလူငယ်တွေကြကြနာနာလောက်ကြရပါလိမ့်မယ်။ဒါဟာ၂၁ရာစု Max Powder လေ့လာရေးအတွက် အခြေခံလို့မြင်ပါတယ်ဒီနေရာမှာ mass border လေးလာရေးဆိုတဲ့ဘက်သုံးဘက်နဲ့အသက်လိုဖြစ်နေတဲ့လက်တွေ့ကိုတိုင်ကိုကြပါဝင်လောက်ကန်ရေးဆိုတဲ့အချက် ပြက်ကွက်နေရင်တော့တက္ကသိုလ်ပြဘုံတွေက mass border ဖြစ်တာဂိတ်ဆုံးနေပါလိမ့်မယ်ဒါကြောင့်အလွတ်ဖတ်မှတ်ရွတ်ဆိုညင်းခုန်နေကြတဲ့ jelly တို့ဖွဲ့ပြော့ဖက်ဖက်အည်ဒီလေးလံမှုအနေထားကနေတိုင်းပြည်နယ်လူတို့ရဲ့ပဂရိလက်တွေ့ဘဝကိုထဲထဲဝင်ဝင်စူးစမ်းပြီးပေါင်းဆက်တဲ့ ရစ်စတယ်လိုကြည်လင်တောက်ပပြီးတိကျခိုင်မာတဲ့ကိုတိုင်ကိုကြပါဝင်ဆောင်ရွက်မှုအထိတဆင့်တိုးဆောင်ရွက်ကြပါလို့နှိုးစော်တိုက်တွန်းပါတယ်။အရင်ရှင်စနစ်ကဗြေဒရစ်စနစ်ပေါ်လုံးဝအပြတ်သက်အနိုင်ယူခဲ့တာကိုဘယ်သူတွေကတားဆီးကာကွယ်နိုင်ခဲ့ကြလို့လဲ။ဗြေဒရစ်စနစ်ဟာသမိုင်းမှာဘယ်တော့မှနလန်မထူနိုင်တော့အောင်ရှုံးနိမ့်သွားခဲ့ရပြီမဟုတ်ပါလား။အဲ့ဒီလိုပါပဲ။သမိုင်းဆိုတဲ့အချက်ချာရှုထောင့်ကနေကြည့်လိုက်ရင်ကွန်မြူနတီဝါဒနဲ့ဆိုရှယ်လစ်စနစ်ကယနေ့ကာလရင်းရှင်စနစ်ပေါ် ရင်းရှင်စနစ်ကဗရေတိစနစ်ကိုအနိုင်ယူခဲ့တယ်လို့အနိုင်ယူမှုထက်ပိုမိုကြီးကျယ်ခမ်းနားတဲ့အောင်ပွဲခံမှုမျိုးနဲ့မလွဲမသွေအနိုင်ယူပါလေဦးမယ်2019ခုနှစ်ဩဂုတ်လ15ရက်